အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကို like subscribe share လေးများလောက်တွားပေးကြဖို့မေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျာ950နိဗ္ဗတော်အထက်ကတေရီဝဝါနိဇဇတ်ကိုဖတ်ပြပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာတေရီဝဝါနိဇဇတ်အခါတပါး၌နတ်လူတို့ဇာဖြစ်တော်မူသောမြတ်စွာဘုရားသည်တာဝတိပြီးစေတဝန်ကျောင်းတော်၌ ်တရင်တော်တော်မူနေစဉ်လုံးလဝရိယရောက်ရောက်ပြင်းရည်တော်ယဟန်တပါးကိုတရင်တော်ပေါ်ဖြစ်တော်ယဟန်တို့ကမြတ်စွာဘုရားထံခေါ်ဆောင်၍လာကြလျင်မြတ်စွာဘုရားသည် လုံးလဝရိယရောက်ရောက်ပြင်းရည်တော်ယဟန်ချစ်သားယဟန်တင်းဒီလုံးလဝရိယကြီးတော်မူရက်မတ်ဖို့နိဗ္ဗာန်ကိုပေးတတ်တော်ငါဘုရားတာရဏတော်၌ယဟန်ပြုပါလျက်အပေကြောင့်လုံလဝရိယ ရောက်ရောက်ပြေးပြီတည်းရှေ့အခါကလုံလဝရိယရောက်ရောက်ပြေးတဲ့ဖြစ်အဖိုးတသိန်းတန်ရွှေခွက်မှရှုံရှုံရတော့ရွဲကုန်တယ်မိုက်သည်စိုးရိမ်ပူပန်၍ပြက်စီတကယ်တို့ဖြစ်ချေမီဟုမိတ်တော်မူကားအောက်ပါအသိစိတ်ကြောင့်ကိုဆောင်၍ခေါ်တော်မူပါလေရှေးလွန်လေပြီးတော့အခါဤဗတ္တကပါမှပြန်၍ရေးသွက်တော်ငါးခုမြောက်ကပါတွင် ဖျားလောင်းသည်တေရီဝအတိုင်း၌ရွဲကုန်တယ်ဖြစ်ခဲ့ပါသည်သူတွင် လောဘကြီးသောအဖော်ရွဲကုန်တယ်တယောက်လည်းရှိပါသည်တနေ့တ၌ထိုရွဲကုန်တယ်နှူးတို့သည်ရွဲရောင်သွားကြသည်ရှိတော်ဒီလဝဟမြည်တော်မြစ်ကိုကူး၍အရိဒဘူရမြည်တော်ပြည်တို့ရောက်ကြပါသည်မြို့တွင်တို့ဝင်ကြသောအခါခီးလန်းရက်ွက်တို့ကိုခွဲဝေ၍မိမိတို့ဆံရခီးလန်း ရက်ွက်တို့လှဲ့လေကအတီးဒီရောင်းချကြပါလေဟိုမြို့၌တထေတူးဒီသာသမီရွှေမျိုးညာတိပစ္စည်းဥစ္စာနဲ့တကွအလုံးစုံပစ္စည်းကတငယ်မတစ်ယောက်နဲ့အဖွားကိုတစ်ယောက်အားဖြင့်မြေဖွားနှစ်ယောက်သာကျွင်းကြပါလေထိုမြေဖွားနှစ်ယောက်တို့ဒီသူတပါးတို့၏အခစားကူလီရဲ့လောက်ကိုလောက်၍အသက်မွေးကြကုန်ပါလေ၎င်းတို့အိမ်၌ကရှေးအခါ တထဲကြီးတုံးဆောင်တော့ရွှေကွက်တလုံးရှိပါတယ်။မတုံးဆောင်ပဲထားတဲ့ဖြစ်ရင်းညော်ထူထပ်အလိမ့်လိမ့်ကပ်၍နေတဲ့ဖြစ်ရွှေခွက်မှန်းပင်မတိကြရေကျွေးကြော်အော်ဟစ်ကရောင်းချလာတော့ရွဲကုန်တယ်မိုက်အိမ်ရှိတို့ရောက်လေလေတငယ်မသည်ရွဲကုန်တယ်ကိုမြင်၍ရွဲဝဲခြင်းသည့်အတွက်အဖောက်အာအဖာကျမရွဲဝဲခြင်းပါတယ်ရွဲဝဲပေးပါဟုဆိုပါတယ် အဖာကိုလဲချစ်တမီဘူလီလှုပ်စားတော့ငါတို့မှာပစ္စည်းဥစ္စာရွမ်းပါလှတဲ့ဖြင့်အပေမောင်ဝယ်နိုင်ပါမည်နီဟုဇိုလီလင်းငယ်မကဟွာကျမတို့မှာခွက်တလုံးရှိသည်၎င်းခွက်နဲ့လဲလှယ်ဝယ်ယူမည်ဟု ဆိုပြန်တော့အခါအဖွားကသဘောတူ၍ရဲကုံတဲကိုခေါ်လေတယ်ရဲကုံတဲရောက်လျင်ဒီဖွားနှစ်ယောက်တို့သည် မြစ်ပေသောခွဲဟောင်းကိုယူကားအဖွားအိုကအရှင်ရဲကုန်တယ်ဤခွက်ကိုယူပါတင့်နမငယ်အားအနှဲငယ်သောရဲကိုပေးပါ ခွက်နှင့်ရဲလဲလဲပြရစေဟုဆိုပါတယ်ရဲကုန်တယ်မိုက်လဲခွက်ကိုယူကားဂျင်းညော့တို့ကိုအနှဲ့အตาချိ၍ကြည်လျင်ရွှေခွက်မှန်တိလျက်သစုံတရားအနှဲငယ်မြပင် မပေးလိုပဲအလကားယူလိုတဖြစ် လောဘရမဲ့ငငန်းသက်ကား ောက်ကျစ်ဆင်းလဲတော့စိတ်ဖြစ်ဒီခွက်ဟာဘာတုံးကြတယ်လဲပဲဝဲလောက်မြအဖိုးမတန်းဟုဆို၍ခွက်ကိုပြစ်ချကာထား၍သွားပါတယ်မကြာမီဖျားလောင်းရွယ်ကုန်တဲ့ရောက်၍လာပြန်လျင်မြေဘွားနှစ်ယောက်တို့သည်ခေါငင်၍ဟိုရွှေခွက်ကိုပြကာရွယ်နှင့်လဲလေကြပြန်ပါတယ်ဖျားလောင်းရွယ်ကုန်တယ်လေခွက်ကိုယူ၍ကြည့်တော့အခါရွှေခွက်မှန်တည်၍အမိ ဤခွက်ကရွှေခွက်ဖြစ်သည်အဖိုးတိန်ထိုက်တန်ဤကျွန်ုပ်မှာအဖိုးတိန်ထိုက်တန်တော့ပစ္စည်းမပါဟုမှန်ကန်တဲ့မှတ်စွာပြောပါれဖိုးဟာအဖွားဟိုသည်အရှင်ရွဲကုန်တယ်အရင်လာတော့ရွဲကုန်တယ်မှာဤခွက်ကပဲဝဲမြအဖိုးမတန်ဟုဆိုကားမြေတွင်ပြစ်ချ၍သွားပါသည်တင်ဤကုတော်ကံကြောင့်ရွှေခွက်ဖြစ်လာဟန်သူပါသည်တင့်အားပေးပါမည် ငါတို့အားတမီးငယ်အဖို့အနေငယ်မျှတော့ရွဲကိုပေးပါဟုဆိုပါ၏ထိုကားဖျားလောင်းရွဲကုန်တဲ့သည်မိမိတွင်ပါတော့ငွေအတပြား900နှစ်ကြံရှိတော့900တန်ပစ္စည်းပါ ပေးပြီလျင်ချိန်တွင်အဲ့နှစ်တို့ကငွေ100တပြားတို့ကိုသာတောင်းကရွှေခွက်ကိုယူ၍မြင့်နာတို့အမြန်သွားပြီလျင်ငွေ100တပြားပေးက ကတို့လေငှားလျက်မြစ်ကိုကူးလေတယ် တပန်ရွဲကုန်တယ်မိုက်လေဟိုမြေးဖွားအိမ်တို့ပြန်လာက အရှင်မခွက်ကိုယူခဲ့တော့ရွယ်နေငယ်ပေးမိဟုဆိုလေလေတငယ်မသည်ရွဲကုန်တယ်မိုက်အားဆဲရေး၍အတင်ကားအဖိုးတသိန်းတန်ငါတို့ရွှေခွက်ကိုပဲဝဲမြမတန်အောင်ပြုလေသည်တရားဆောက်၍တဲမတ်မှန်ကန်သော ရွဲကုန်တယ်တယောက်လာပြီလေ အဖိုးတောင်ပေး၍ယူသွားလေပြီဟု ဆိုလေလေ ရွဲကုန်တဲ့မိုက်လဲအဖိုးတသိန်းတန်းရွှေခွက်မှစောင်းလီပြီလက်လွတ်လီပြီဟုစိုးရင်ပူပန်ချင်းနှိမ့်ဆက်တဲ့ဖြင့်ဘုရားမသာမိမောသွေဝေတတိလေး၍မိမိလက်တွင်ပါတော့ငွေရတပြာပစ္စည်းဥစ္စာတို့ကိုအိမ်ဝတွင်ပြည့်ကျဲခဲ့၍ဖျားလောင်းကိုတက်ရန်ချိန်ယိုးကိုကိုင်ကာလိုက်လေတယ်မြစ်ကန်တို့ရောက်၍ကတို့ပြည့်ကူးတော်လေးရဲ့မြစ်လေတို့ရောက်နေတော့ဖျားလောင်းကိုမြင်ရင်း ရမ်းမုံမိကြဒေါတာအမျက်ချောင်းချောင်းထွက်လျက်အသက်ကိုစီရင်၍ယူမီဟုအန်ကြိတ်ကဟေးကတော့တမအမြန်လှေကိုပြန်လှည့်ခဲ့ပါကျုံဝါအော်ဟစ်တော်လေဖျားလောင်းဒီကတော့တမကိုမတွားရန်သားမြစ်ကကူးသွားမြဲအတိုင်းတွားလီပါလေထိုကရွဲကုန်တယ်မိုက်လေတော့ကဖီစီလောင်မီဒေါတာချုပ်သီး၍မရနိုင်တော့ပဲဥမဥဒိန်နှလုံးအိမ်အဆုတ်အသေးတို့ကို မီဆွဲပူလောင်ကသွေးအံလေးရဲ့ရံညိုအဖွဲကတေဆုံးပျက်စီးခြင်းတို့ရောက်ပါတယ်။ဤတို့အသိစက်ကိုဟောတော်မူကရှစ်သားယဟန်လုံလဝရိယရောက်ရော့သောရွဲကုန်တဲ့မိုက်သည်အဖိုးတသိန်းတန်ရွှေခွက်မှဆောက်ရုပ်ကကြီးစွာပူပန်ပျက်စီးရတဲ့ကဲ့သို့တင်လဲငါဖရာသာရနာတော်ပဲလုံလဝရိယရောက်ရော့လျင်အရိယာမက်မှဆောက်ရုပ်၍ တန်တရာဝဲကြီးစွာပူပန်ပြစီရလိမ့်မည်ဟုမိတ်တော်မူ၏သာရဏတော်၏အဆုံး၌လုံလဝရိယရုတ်ရော့သောယဟန်သည်အရဟတဘို၌တည်၍ယဟန်သာဖြစ်သောရောက်လေ၏ဤတို့လျင်မြတ်စွာဘုရားသည် အတိတ်ပစ္စုပန်နတန်သောဝတ္ထုတို့ကို အနုတတိဆက်တော်မူလျက်ယဟန်တို့ခိုးကားကုံတယ်မိုက်သည်ယခုကဒေဝဒတ်ဖြစ်တယ် ရွဲကုန်တယ်လိမ္မာဒီငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ဒီကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ